ညာညမာတော့တကယ်ကိုလင်ချစ်ခင်ပဲဟဲ့ချစ်ကြချစ်ကြချစ်ကြမင်းမတွေမတ်လိုက်ကြမတ်ရိုင်းလိုက်တာကိုကိုကြီးဘာစကားပြောတာလဲကိုကိုကြီးကိုယ်တိုင်အပေါင်းမကြရနဲ့ဝရီကိုလင်ချစ်ခင်နေပါလေဘာမှဝေဖန်ကြအကြောင်းမရှိဘူးအားလုံးကကိုယ်လုံးနဲ့ကိုကိုမိသားစုနဲ့ကိုဖြစ်နေကြပြီသားဝရီဘာဖြစ်လို့ရဲလို့နေရတာလဲငါတို့လေနေတို့ရောင်မတော်တော်စိတ်စည်းရပါလေဒါနေ့ကိုနေ့ကိုငါအမေကကောင်းစီဒီလိုပြောနေတာလေ ။နေရဝင်ဝင်ပါပြီးတော့ဘာဖြစ်လို့ပြဿနာလုံနေရတာလဲ။ဝင်းရောပဲအဖြစ်ပြောမနေနဲ့လေ။မမေတို့အခုလိုမျိုးပြောတာကြတော့ကောင်းလား။မိသားစုစီပွားရေးလုပ်ငန်းအကုန်လုံးကိုယ့်ခမညာတယောက်တည်းစူးစမ်းပေးနေရတာ။ဒါတာအသုံးမကျလို့တမတ်ကိုပေးလိုက်ရပါတယ်ဆိုတဲ့စကား။တဖက်မှာအလုံးလုံးနေတဲ့တမတ်သာကြာဘယ်လိုလုပ်စိတ်ကောင်းမှလဲ။အာယုံမေနင်းပါသာနင်းနင်းပါသာနင်းတယောက်တည်းလူအေးတခုတော့မှာမယ်နော်။လင်းယုံစုံလုံးကမ်းမယ် ဲ့ခါကြမှာအခုလိုပြုံးပြုံးလေးပဲနေတယ်လာငိုပြဟာတော့လေလူဖြစ်နေရလေဒီဇလန်းလေးကတော့အခုတလောလိုင်းပေါ်မှာဟော့ဖြစ်နေတဲ့ရံမက်ဆိုတဲ့ဇလန်းလေးတစ်ပုဒ်ပေါ့နော်ဖုံဖုံကတော့ဒီဇလန်းကိုအစအဆုံးတော့မကြည့်ဘူးပါဘူးဒီလိုင်းပေါ်မှာတက်တက်လာတဲ့ဇလန်းတို့လေးတွေတော့ကြည်ရတယ်ပေါ့ဒီဇလန်းတို့ထဲမှာဆိုရင်သူတို့ပေးထားတဲ့နာမည်ကရမက် ရမက်ဆိုတဲ့နာမည်နဲ့လိုက်အောင်တရုပ်ဆောင်ထားတဲ့ကာရိုက်တာတွေကလည်းပဲဒီဇလန်းနာမည်နဲ့တော်တော်လေးကိုပြပြပြင်းပြင်းတရုပ်ဆောင်ထားတာတွေ့ပါတယ်ဒီဇလန်းထဲမှာဆိုရင်အင်အောင်ရေးဖောက်ပြန်တာတွေအင်အောင်ရေးပြိုကွဲလို့တာသမီတွေဖျို့ဖျဲဖြစ်သွားတာတွေကိုပိုင်ဆိုင်ထားတဲ့မိသားစုဝင်ပစ္စည်းဥစ္စာယာဓုအာနာပါဝါတွေကိုမှတ်မောလွန်းလို့ ညီကောင်မောင်နှမအချင်းချင်းမိသားစုဝင် အချင်းချင်းရံညိုးတွေထားကြအာဃာတွေထားကြတတ်ကြဖြတ်ကြအလုတ်ကြံကြပေါ့လေဒီလိုစုံစုံလင်းလင်းရက်ကူးထားတာတွေ့ပါတယ်ဘုံဘုံပြောချင်တာကတော့ဒီဇလန်းရဲ့နာမည်ပါပဲဒီဇလန်းရဲ့နာမည်ကယမဲလို့ပေးထားတာဖြစ်ပါတယ်ယမဲဆိုတာဘယ်လိုအဓိပ္ပာယ်မျိုးတုံးဆိုရင်ယမဲဆိုတာလိုချင်ခြင်းရချင်ခြင်းတတ်မဲ့ခြင်းဆိုတဲ့ ဓိပ္ပာယ်ရပါတယ်။ယမက်ဆိုတဲ့ဇာကားကရှေးရှေးပောရဏာဇာကားလို့ပဲပြောရမလားပေါ့။ယမက်ဆိုတာရမ္မဆိုတဲ့ပါဠိပြည့်ကနေလာတာပါ။ရမ္မဆိုတာနှလုံးမွေ့လျော်ခြင်းတဲ့။လူတွေကာမဂုဏ်တရားတွေမှာနှလုံးမွေ့လျော်ပြီးတော့ပျော်ပိုက်နေကြတယ်ပေါ့။နှလုံးမွေ့လျော်ခြင်းဆိုတဲ့နေရာမှာ ဒါသူလိုငါလိုတဏှာဓာတ်ခံရှိတဲ့ပုံကိုယ်တွေအတွက်တာမွေးလျော်ပွဲရာဖြစ်တယ်တဏှာဓာတ်ခံကုံဝါတဲ့ဘုရားယဟန္တာများကြတော့ဒီကာမဂုဏ်တရားတွေဆိုတာ အနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တအဆိုးမရခြင်းဆိုတဲ့ဒီသဘောတရားတွေကို ပိုင်ပိုင်နိုင်နိုင်သိထားတဲ့ယဟန္တာပုံကိုယ်ကြီးများကြတော့ဒီကာမဂုဏ်တရားတွေအပေါ်မှာနှလုံးမွေးလျော်ပွဲရာမရှိတော့ဘူးပေါ့ ဘုံဘုံတို့ပုထုဇဉ်တွေတဏှာထက်ကန်ရှိတဲ့ပုံကိုယ်တွေကတော့မျက်လုံးနဲ့မြင်တဲ့အမြင်ကလည်းတဏှာမျက်စိနဲ့မြင်တဲ့နားနဲ့ကြားတာကလည်းတဏှာနားနဲ့ကြားတယ်နှာခေါင်းကရှူတာလည်းတဏှာနှာခေါင်းနဲ့ရှူတယ်ပါးစပ်ကလည်းတဏှာနဲ့အရသာခံတယ်စိတ်ကလည်းတဏှာနဲ့ကြံတွေးတယ်ပေါ့ဒီလိုဖြစ်နေတဲ့အတွက်ဒီကာမဂုံတရားတွေအပေါ်မှာလိုချင်ခြင်းတတ်မဲ့ခြင်းနစ်သက်ခြင်းဆွဲလန်းခြင်းဒီလိုဖြစ်နေကြတာဖြစ်ပါတယ် ။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဥရန်ပါဠိတော်မှာသဘောကျစရာမရှိတဲ့သဘောအစုဟာသဘောကျစရာပုံစံမျိုးနဲ့ဝင်လာမယ်။ချစ်ခင်နှစ်သက်စရာမရှိတဲ့သဘောအစုဟာချစ်ခင်နှစ်သက်စရာ ပုံစံမျိုးနဲ့ဝင်လာမယ်။စင်ရဲ့ခြင်းသဘောအစုဟာ ချမ်းသာတဲ့ပုံစံအသွင်မျိုးနဲ့ဝင်လာမယ်။ဝင်လာပြီးတော့မိမိရော်ရော်ပေါ်ပေါ်ဆဆနေတဲ့သူတွေကိုလွမ်းမိုးအုပ်ချုပ်လိုက်မယ်တဲ့။ တဏ္ဍာကံရှိတဲ့တရဝါတွေဆိုတာကပိုက်ကွန်နဲ့အုံမိတဲ့ငားတွေလိုပဲဒီပိုက်ကွန်တွေကနေပြေးထွက်လို့မရသလိုတဏ္ဍာကံရှိတဲ့ကာမဂုဏ်တရားနဲ့အုပ်ဆိုးခံရတဲ့ပုံကိုယ်တွေဟာလည်းပဲဒီကာမဂုဏ်တရားတွင်တဲ့ကနေပြီးတော့ထွက်ပြေးလို့လည်းမရဘူးလွတ်အောင်ရှောင်တင်းလို့လည်းမရဘူးတဲ့ပိုပြီးလိုခြင်းရင်းလိုခြင်းတတ်မဲ့ရင်းတတ်မဲ့ပေါ့မန္တာတုစัจ जा မင်းကြီးဟာကျွန်းငယ်နှထောင်ဝွင့်ရံပြီးတော့ အုပ်ချုပ်စီမံရပြီမဲ့လေသူဟာဒီအပေါ်မှာရောင်ရဲတင့်တယ်ခြင်းမရှိတော့စရုမာရဲနတ်ပြည်ကိုတက်ပြီးတော့တိမ့်တယ်စရုမာရဲနတ်ပြည်ရောက်တော့လေသူရောင်ရဲတင့်တယ်နိုင်မှုမရှိဘူးဒါနဲ့တာဝရိနာနတ်ပြည်ကိုတက်ပြန်တယ်တာဝရိနာနတ်ပြည်ကိုတက်တော့တကြမ်းမြင်36ရောင်မြောက်ရောက်တဲ့အခါမှာသူ့ရဲ့လောဘရမက်ဟာငန်းငန်းတက်လာပါတယ်လိုချင်ပြီးရင်လိုချင်တကြမ်းမြင်2ရောက်ခွဲပြီးတော့ ုပ်ချုပ်စီမံရတာသူသဘောမကျပါဘူးဒီတရားမင်းစည်းစိမ်ကိုသူတယောက်တည်းပဲအပိုင်စည်းကျင်တယ်ပိုင်စည်းကျင်တဲ့အတွက်ဒီ36ရောက်မြောက်တရားမင်းကိုသူတတ်မယ်လို့ကြံလိုက်တဲ့အချိန်မှာသူ့ရဲ့ရမက်ကပဲသူ့ရဲ့လောဘကပဲသူ့ကိုပြန်ပြီးတော့တတ်လိုက်ပါတယ်အကြောင်းမို့သူဟာလူပြေကိုပြန်ဆင်းလာပြီးတော့လူပြေမှာပဲကွယ်လွန်အနေစာရောက်ရတယ်လိုခြင်းပြီးရင်လိုခြင်းရခြင်းပြီးရင်ရခြင်းဘာနဲ့အလားတရံတူတော့ဆိုရင် သမုဒ္ဒရာဟာဘလောက်ပဲရေတွေဝင်ဝင်ဘလောက်ပဲရေတွေသွင်းသွင်းသူဟာအလိုမပြည့်တယ်လို့ပဲမိဟာလည်းဘလောက်ပဲလောင်စာတွေထက်ထက်အဲ့ဒီလောင်စာမှာမတင်းတိမ်နိုင်တယ်လို့ပဲတဲ့ပုထုဇဉ်တို့ရဲ့စိတ်နှလုံးသားဟာလည်းပဲကာမဂုဏ်တရားတွေရဲ့အပေါ်မှာဘလောက်ပဲလိုချင်တာတွေပဲရရရရရောင်ရံတင်းတိမ်နိုင်မှုမရှိဘူးလို့မြတ်စွာဘုရားကဒီလိုဟောပါတယ်ပုထုဇဉ်တွေဆိုတာကပိုက်ကွန်နဲ့မိတဲ့ငားတွေလိုပဲနောက် ုပ်ဆောင်နဲ့အုပ်ထားတဲ့ကြက်တွေလိုပဲအုပ်ဆောင်နဲ့အုပ်ထားတဲ့ကြက်တွေဟာသူတို့တွေဒီအုပ်ဆောင်ထဲမှာတည်ရမယ်မှန်းလဲသူတို့မသိဘူးအဲ့တော့ဒီအုပ်ဆောင်ထဲကနေလဲပဲသူတို့လွတ်အောင်မယုံထွက်ဘူးဆိုတော့ဒီအုပ်ဆောင်ထဲမှာပဲဒီကြက်တွေဟာတကောင်နဲ့တကောင်ခွတ်လိုက်နက်လိုက်စိတ်လိုက်နဲ့တွန်လိုက်မြုပ်လိုက်နဲ့ဒီလိုနေကြတယ်သူတို့တည်ရမယ်မှန်းသူတို့မသိကြဘူးတဲ့ဘုထုဇင်တရားတွေကလည်းဒီတိုင်းပါပဲဒီ ချက်ချင်းတောင်းတဲ့ကကြက်တီလိုပဲပေါ့နော်ဒီကမကုံတရားတွေထဲမှာတယောက်နဲ့တယောက်ညံညိုးတွေထားလိုက်အာဃာတွေထားလိုက်လှုပ်ကြံလိုက်တပ်ဖြတ်လိုက်ပျော်လိုက်မြုပ်လိုက်နဲ့ဒီလိုနေကြတာဖြစ်ပါတယ်ဒါယမက်ဆိုတဲ့အတိတ်ဘယ်ကလူချင်းချင်းတတ်မဲ့ချင်း စာလောင်ချင်းဝတ်သိချင်းဘာတွေပဲရရရောင်းရင်တင့်တင်နိုင်မှုမရှိတာကိုပြောခြင်းဖြစ်ပါတယ်ဒီစကားထဲမှာလည်းပဲတရုတ်ဆောင်ထားတဲ့ကာထိတ်တာတွေဟာဒီပုံစံနေပဲဖြစ်ပါတယ် ။အဲကြောင့်မို့လောဘရင်မဲ့ငန်းငန်းမတည့်ကြပါနဲ့။အတိတတိဖြင့်ဆင်ကျင်ပြီးတော့မှနှလုံးသွင်းနိုင်ကြပါစေ။အားလုံးပဲကိုယ်စိတ်နှပ်ပါ၊ကျန်းမာချမ်းသာတော်မူကြပါစေ။